အနာဂတ်မှာ AI ဟာလျှက်စစ်လို့မရှိမဖြစ်ဖြစ်လာမှာလားအခုချိန်မှာဟိုနေရာမှာ AI ဒီနေရာမှာ AI ဖြစ်လာပါပြီ AI လို့ပြောလိုက်ရင်လူအများစုကဆက်ရုပ်တွေရှုပ်ထွေးတဲ့ကွန်ပျူတာကုတ်တွေကိုပြေးမြင်ကြတယ်ဒါပေမဲ့မကြတော့တဲ့အနာဂတ်မှာ AI ဆိုတာကျွန်တော်တို့တခုတကသုံးရတဲ့ဤပညာတစ်ခုဖြစ်တော့မှာမဟုတ်ပါဘူးအဲ့ဒီအစားကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲမှာလျှက်စစ်လို့ပဲနောက်ွယ်ကွာနေအားလုံးကိုမောင်းနှင်ပေးမဲ့ မမြင်နိုင်တဲ့စွမ်းအားတစ်ခုဖြစ်လာတော့မှာပါ။ဒီရောမှာကျွန်တော်ကဒီလိုဗီဒီယိုပြောတဲ့ AI avatar ဗီဒီယိုကိုပတ်စံတပြားမှကုန်စရာမလိုပဲဘယ်လိုလုပ်မလဲဆိုတာပြပြပေးတော့မှာဖြစ်ပါတယ်။လူတိုင်းကိုယ်ပိုင် Facebook content တွေဖန်တီးလို့ရအောင်မှာကဲစင်သစ်ဖြစ်ရင်စလိုက်ကြရအောင်။ပထမဆုံးကျွန်တော်တို့ဘယ်ကိုအရင်စသွားမလဲဆိုတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ ChatGPT ပေါ့နော်။အဲ ChatGPT ကိုကျွန်တော်တို့အရင်ဆုံးသွားမယ်။ ChatGPT မှာအခုကျွန်တော် အာတုံးထားတာကျွန်တော်တို့ဒီ free version ပဲပေါ့နော်ပတ်စံပေးကြမလို့ပေါ့နော်အဲ့မှာကျွန်တော်ဒီ cut plus ဆိုတဲ့ဟာလေးတွေ့ရမလားအဲ့ဒါလေးကကျွန်တော်တို့ဒါပတ်စံမပေးရသေးဆိုပြောတာအဲ့ဒါကြောင့်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီဟို avatar အရင်ဆုံးဖန်တီးဖို့အတွက် prompt အရင်ရေးမယ်ပေါ့နော် prompt ကိုကျွန်တော်ရေးပြီးသားအာ final လုပ်ပြီးသား prompt လို့ကျွန်တော်ကျွန်တော်ကူးထည့်လိုက်ပါတယ်ကူးပြီးတော့မှအဲ့ဒီ prompt လေးကဘာလဲဆိုတော့ဟိုကောင်မလေးတယောက်ရုံးခန်းမှာထိုင်နေတယ်ပေါ့နော်အဲ့ကားထဲမှာထိုင်နေတယ်ပေါ့သူက မျက်မှန်လေးဝတ်ထားတယ်ပေါ့နော်မျက်မှန်လေးဝတ်ထားပြီးတော့မှတနောက်သက်တာအနေထားရှိတယ်ပေါ့အဲ့ကျွန်တော်ကအဲ့ဒီ prompt ကိုကျွန်တော်ထုတ်လိုက်တယ် fine tune လုပ်လိုက်တယ်အဲ့ဒီ prompt ဟုတ်ပြီအဲ့ဆိုဒီ prompt ကိုကျွန်တော်ရပြီဆိုရင်ကျွန်တော်ကဒီဒီ prompt ကိုကျွန်တော်က copy paste လုပ်လိုက်မယ်ကျွန်တော်ကူးလိုက်မယ်ပေါ့နော်ကူးပြီးတော့မှကျွန်တော်တို့ဒီပုံသွားထုတ်မှာပေါ့နော်ဒီ AI avatar လို့ပို့အတွက်ပထမဆုံးပုံထုတ်မယ်ဆိုရင်ကျွန်တော်တို့နောက်တဲ့ page တစ်ခုသွားပါမယ်နောက်တဲ့ page ကဘာလဲဆိုတော့အဲ့ဒီမှာ pick lumen လို့ခေါ်ပါတယ်သူလဲ free version ပဲအဲတခုတော့လိုတာပေါ့เนาะကျွန်တော်တို့ gmail ပေါ့ email နဲ့ကျွန်တော်တို့ register လောက်ရမယ်အဲဒီမှာကျွန်တော် free version တုံးထားတယ်ပေါ့เนาะအဲ့တော့ဒီမှာသူကနောက်တစ်ခုကဒီမှာ ratio ပေါ့เนาะ screen ratio တွေပြောင်းလို့ရတယ် resolution နဲ့ landscape လာ portrait လာဆိုပြီးပြောင်းလို့ရတာပေါ့เนาะအဲ့တော့ကျွန်တော်က facebook အတွက်ကြောင့်ပေါ့ကျွန်တော်ကဒီမှာ portrait ပြောင်းထားတယ်ပေါ့เนาะပြီးရင်ကျွန်တော်ဆက်တော့တော့ chat gpt ကနေကူးလာတဲ့ prompt လေးကိုကျွန်တော်ဒီမှာ write ထည့်လိုက်တယ်ပေးစောက်လိုက်တယ်ပြီးရင်ကျွန်တော် ဒီ cloud လေးကိုနှိပ်လိုက်မှာပေါ့နော်နှိပ်လိုက်တဲ့အခါကျရင် तू ကအလိုလျောက်ကျွန်တော် prompt ရေးထားတဲ့အတိုင်းပဲ avatar လေးထုတ်ပေးမှာပေါ့နော်ခဏတော့စောင့်ရတယ် तू က free version ဆိုတော့လေအဲ့တော့ဒီအစိမ်းအောင် button လေးတကယ်လို့ပြည့်သွားပြီဆိုရင် तू ပုံလေးထွက်လာလိမ့်မယ်တကယ်လို့ကိုကပုံမကြိုက်ဘူးဆိုရင်လည်းကိုကဒီမှာ prompt ကိုသွားပြီးတော့မှအာပြောင်းလို့ရတယ်ပေါ့နော်ကိုလိုချင်တဲ့ပုံထွက်မလာသေးဘူးဆိုရင်တကယ်လို့ကြိုက်ပြီဆိုရင် download ဆွဲလိုက်ပေါ့နော် download ဆွဲပြီးတော့မှတင်ထားလိုက်မယ်အဲ့ဒါပြီးပြီးသွားဆိုရင်နောက်တစ်ခုကကျွန်တော်တို့က ဒီသူထုတ်ပေးတဲ့ပုံကိုမျက်နှာကိုမျက်နှာထည့်ခြင်းနဲ့ဆိုရင်ဒီမှာထည့်လို့ရပါတယ်ဒါလည်းအဲ free version ပဲပေါ့နော် free free ပေါ့လကားသုံးလို့ရတယ်ပေါ့နော် register လုပ်ပြီးတော့မှဒီမှာကျွန်တော်တို့ဆန္ဒ create လုပ်ထားတဲ့ပုံထည့်မယ်ဒီဘက်မှာကျွန်တော်တို့ရဲ့ပုံထည့်မယ်ထည့်ပြီးတော့မှအောက်က swap ဆိုတာလေးနှိပ်တာနဲ့ပုံမှာကျွန်တော်တို့ရဲ့ပုံရောက်သွားမယ်ပေါ့နော်ကျွန်တော်ဒီမှာတော့ဟိုဘယ်လိုခေါ်မလဲအဲ့လိုပုံစံလေးပြထားတာပေါ့နော်အဲအဲ့တော့ပြီးတဲ့ခါကျရင်ကျွန်တော်အဲ့လိုမျိုးပုံရပြီဆိုရင်ဒီမှာနောက်တစ်ခုကအဲ့ဒီမှာ halo AI ကိုသွားမယ်ဟဲ့ဒီ AI မှာကျွန်တော်တို့ဒီစကားပြောတဲ့ avatar fanti မှာပေါ့နော်ဆောနာကျွန်တော်တို့ထွက်လာတဲ့ photo ကိုကျွန်တော်တို့ဒီထဲမှာအဲထည့်လိုက်မယ်ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်အောက်မှာကျွန်တော် comment လေးတစ်ခုရေးမယ် comment ကဘာလဲဆိုတော့အခါကျတော့ prompt ပေါ့ prompt ကဒီဟာ तू ကသူမကင်မရာကိုကြည့်နေတယ်ကြည့်နေတဲ့စကားပြောင်းကင်မရာကိုကြည့်နေတယ်ပေါ့နော်နောက်သူ့နောက်မှာလူတွေကသွားနေတယ်ပေါ့နော်အဲ့လိုရေးပြီးပြီဆိုရင် prompt ကိုကျွန်တော်တို့ဟိုလာ channel လောက်လိုက်မယ်ပေါ့နော်လောက်ပြီးပြီဆိုရင်ခဏတော့ तू ကြားတယ်လူများရဲ့များတယ်လို့ तू ကစောင့်ရတယ်ပေါ့လေ ဲ့တော့ခါကြခဏဆောင်ဆောင်တစ်ခါကြိုက်ရင်မိနစ်20လောက်ကြာတတ်တယ်တကယ်လို့ရပြီဆိုရင်ကျွန်တော်တို့ကိုယ်ကကိုကြိုက်တဲ့ဗီဒီယိုဖိုင်ဖြစ်ပြီးအတိုလေးပေါ့နော်6စက္ကန့်စာပေါ့ရှိပြီဆိုရင်ကျွန်တော်တို့ဒေါင်းလုဒ်ဆွဲပြီးတင်လိုက်ပါမယ်ဒေါင်းလုဒ်ဆွဲပြီးတင်ပြီးပြီဆိုရင်နောက်ထပ်အဲ website တစ်ခုထပ်သွားမှာပေါ့နော်နောက်ထပ် website တစ်ခုကဘာလဲဆိုဒေါင်းလုဒ်ဆွဲပြီးတင်ပြီးသွားပြီဆိုတော့နောက်ထပ် website တစ်ခုက dream face လို့ခေါ်တာပေါ့နော်အဲ dream face မှာကျွန်တော်ဒီနေရာမှာကျွန်တော်ဆောင်းတော့ဒေါင်းလုဒ်ဆွဲထားတဲ့ video file လေး upload လုပ်လိုက်မယ်ကျွန်တော်တို့ဒီမှာလုပ်ပြီးသားပါပေါ့နော် ်လုပ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာကျွန်တော်ပြောခြင်းနဲ့စကားထည့်မယ်စာနဲ့လည်းထည့်လို့လည်းရတယ်စာရိုက်ထည့်မယ်ပေါ့နော်ပြောခြင်းနဲ့စကားနောက်တစ်ခုကသူ့ original ငို default ရှိတဲ့အာအတန်นี่လည်းကိုယ်တော့ထည့်လို့ရတယ်တကယ်လို့ကိုယ့်အတန်ကိုထည့်မယ်ဆိုရင်လည်း record လုပ်ပြီးတော့မှထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ record လုပ်ထားတဲ့အတန်လေးကိုကျွန်တော်ဒီမှာ data ကိုစာရိုက်ထည့်ပေါ့နော်စာရိုက်ပြရာဒီမှာကိုရိုက်ခြင်းနဲ့စာရိုက်ထည့်ပြောလည်းရတယ် အဲဒီမှာကျွန်တော်ဒါ record လုပ်တဲ့အတန်းတော့ကျွန်တော် upload လုပ်လိုက်တာအဲလုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာမလုပ်မလဲဆိုရင် generate ကိုနှိပ်လိုက်ရုံပဲခဏဆောင်းပါနော်ဆောင်းလို့ပြီးပြီးသွားပြီဆိုရင်သူက mm video file လေးထွက်လာပြီထွက်လာတဲ့အခါကျကျွန်တော် download ဆွဲ download ဆွဲပြီးတော့မှကိုယ် social media မှာတင်နေနေဆိုရင်တင်လို့ရပြီပေါ့